န်ပြိုမီရောအမှန်စီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီရက်ပတ်မှာတော့တော်လန်ပြိုမီတို့ကိုအာမန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ပခုတ်ကူခရိုင်တရင်၁၀အမတ်တစ်စစ်သေးတာမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်နိုရာပဲဖြစ်ပါတယ်မင်္ဂလာပါနော် နမည်လေးနဲ့အခုလက်ရှိလှုပ်ရှားနေတဲ့အဖွဲ့အစည်းလေးကိုမိတ်ဆက်ပေးလို့ရမှာရှင့်ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ရဲဘော်နိုရာဖြစ်ပါတယ်အခုလက်ရှိပကောက်ခုခရိုင်မတ်ထစတဲမှာတာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျာဟုတ်ကဲ့ဒီလွေဦးတော်လိုင်းကြီးမတိုင်မီရပါတော့ဘာကြီးလှုပ်ဆောင်ခဲ့ပြီးတော့အခုလက်ရှိလွေဦးတော်လိုင်းကြီးမှာပါဝင်ပြစ်ခဲ့ပုံလေးကိုလည်းပြောပြပေးပါအောင်ညီမရဲ့လွေဦးတော်လိုင်းကြီးမတိုင်နေရတော့ကျွန်တော်ကအကြောင်းသူပေါ့နော်အာနာလည်းတင်ပြီးတော့ကျွန်တော်တို့ဟိုဆန္ဒပြကြရပေါ့နော်ဆန္ဒပြကြတဲ့နေရာမှာလဲကျွန်တော်တို့ចောင်းသားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ဆန္ဒပြကြတာကြီးလည်းရှိရပါတော့ ဒါပေမဲ့အဲ့လိုဆန္ဒပြလို့လေကျွန်တော်တို့ကကျွန်တော်တို့လူချင်းနဲ့ဒီမိုကရေစီကိုပြန်မရနိုင်တော့တဲ့အတီးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လက်နက်ကင်လန်းစင်ကိုရွေးချယ်ပြီးတော့တော်လန်ရေးတဲ့ကိုဝင်ရောက်ခဲ့ရတာပါဟုတ်ကဲ့အညာမှာတော်တော်ထိနာနေပြီပေါ့နော်ဒီစစ်ကောင်စီကဒီတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာအကြောင်းပြချက်မရှိ ပေါ်တာဆွဲတာတွေဒီလေချောင်းတိုက်ခိုက်တာတွေမီးရှို့တက်ဖြတ်နေရတွေကိုဟီရွက်ချက်ရှိရှိနဲ့လှုပ်ဆောင်နေရပေါ့နော်အဲ့လိုမျိုးသူတို့တွေကဟီရွက်ချက်ရှိရှိလှုပ်ဆောင်နေတဲ့အပေါ်မှာညီမအနေနဲ့ဘယ်လိုမျိုးမြင်မိလဲရှင်အချမ်းမဲ့စစ်ကောင်စီကမတရားအာဏာသိမ်းလိုက်တဲ့အပေါ်မှာကျွန်တော်အနေနဲ့ကတော့ပြည်သူလူထုရဲ့အချုပ်အခြာအာဏာကိုလန်းတက်ပြပြီးတော့အမှုကျန်းစီရလို့မြင်ပါတယ်ခင်ဗျစစ်ကောင်စီကပြီးကြတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာလေရင်နဲ့ဘုံချဲတိုက်ခိုက်တာတွေမီးရှို့တက်ဖြတ်တာတွေပြီးတော့ပေါ်တာဆွဲတာတွေပေါ်မှာလည်း ျွန်တော်တို့ပြည်သူလူထုတွေအနေနဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုတွေလည်းအရင်များနေပြီပေါ့နော်စကားဆရဲ့စစ်ဥပဒေချိုးဖောက်မှုကလည်းလုံးဝအမှလက်ခံနိုင်ပွဲရာမရှိတဲ့အခြေအနေကိုရောက်နေတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့မြမကဒီအညာဒေတာမကွေးတိုင်းပခုတ်ကူခရိုင်တရင်30မှာပေါ့နော်အဲ့ဒီမှာရောဒီမြို့သမီးပတ်ဝန်းမှုကဘယ်လောက်ထိရှိနေပြီလဲရှင်ဟုတ်ကဲ့အခုလောလောဆယ်ကတော့ကျွန်တော်တို့တရင်မှာရဲမိတ်9ယောက်ပဲရှိပါတယ်ခင်ဗျတက်စိတ်တက်စိတ်စာဘာမှနားလောက်ပဲရှိရဆိုတော့အားတော့အားနေရပါခင်ဗျ ါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့အလုပ်တော်တော်များများလုပ်နိုင်ခဲ့ပါခင်ဗျ။နောက်ဆိုရင်ကျွန်တော်တို့တရင်ရလဲရဲမေတီတီခေါ်ယူမှာဆိုတော့လာချင်းနဲ့မမရဲ့ညီမလေးရှင်ရလဲဒါကြောင့်ဖိတ်ခေါ်ရပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒီအညာဒေတာအချို့တော့နေရာတွေမှာပုံတော့ခွဲခြားဆက်ဆံမှုမျိုးလေးလည်းရှိနေရပေါ့နော်အဲ့ဒါအဲ့လိုချင်းနေမှာဒီတော်လန်ပြုတ်မီဒီယာအခက်ခဲတွေကိုကြော်လွားပြီးတော့တော်လန်နေကြလေရှင်ကျွန်တော်တို့ဝင်းချင်းမှာတော့ဖိုးဝါဒီကြီးစိုးမှုကတော့တိတ်ပြီးတော့မကြဘူးပေါ့နော်ဒါပေမဲ့ရဲဘော်တိုင်းရဲမေတိုင်းကတော့အခက်ခဲများစွာကိုကြုံတွေ့နေရတာပါပဲ အဲ့ဒီအခက်အခဲတွေအကုန်လုံးကိုလည်းကျွန်တော်တို့ကြော်လွှားနေကြတာပေါ့နော်ဟုတ်ကဲ့အခုလက်ရှိညီမလေးတောင်ဝင်ထမ်းဆောင်နေတဲ့နေရာမှာရောခွဲခြားမှုတွေရှိနေပြီလားကျွန်တော်တို့တိုင်မှာတော့အဲ့လိုခွဲခြားမှုတွေမရှိပါဘူးခင်ဗျကျွန်တော်တို့ပေါ်ဦးစားပေးမှုတွေရှိပါတယ်ပြီးတော့လူနေစုဖြစ်တဲ့ခါကျတော့ရဲဘော်တွေကလည်းချစ်ချစ်ခင်ခင်ရှိကြပါတယ်ခင်ဗျဟုတ်ကဲ့ဒီညီမကဒီရုံပိုင်းဆိုင်ရာမှာပေါ့နော်ဘာရီကိုအဓိကထားပြီးလှုပ်ဆောင်နေရတာလည်းဖြစ်ဟုတ်ဘာကြောင့်မလို့ဒီတာဝန်ရွေးချယ်ဖြစ်ခဲ့ရလဲ ရုပ်ပိုင်ဆိုင်ရာမှာတော့ကျွန်တော်တို့ဥယေထောက်ဆိုတဲ့နေရာမှာကျွန်တော်ကရေးတောင်ဝင်ကိုအဓိကထားတောင်ဝင်ထပ်ဆောင်နေပါတယ်ခင်ဗျရေးပိုင်မှာတော့အဓိကအနေနဲ့ကတော့လူငယ်အစင်းပေါ့ကျွန်တော်တို့တပ်ဖွဲ့ဝင်တဝူးချင်းစီရဲ့ကိုရေးအချင်းတို့လက်ရှိတောင်ဝင်ထပ်ဆောင်နေတဲ့ရေးဘော်အင်အားစင်းရင်တို့ထိခိုက်ကြဆုံးစင်းရင်တို့အဲ့လိုလူငယ်အစင်းတွေကိုအဓိကထားလှုပ်ဆောင်ပေးရတာပေါ့နော်ဘာကြောင့်ရေးချဲခဲ့ရလဲဆိုတော့ကျွန်တော်တရင်မှာလဲရုံးမရလူငယ်အနေတော်အားအကြောင်းမလို့ကျွန်တော်ကလဲကွန်ပျူတာအခြေခံလေးရလဲနည်းနည်းပါတော့ကြောင့်မလို့ရေးချဲခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ဒီတော်လန်ဆာစီဆာရိုက်ဆိုရင်လည်းမမအောင်ပေါ့နော်အဲ့လိုမျိုးဒီဆာစီဆာရိုက်တဲ့အခါမျိုးမှာပေါ့နော်စနစ်တကျဆာတွေကိုရိုက်တယ်ပေါ့နော်ဒီအရေးကြီးတဲ့ဆာတွေကိုဒီရန်သူတွေစီအခြားသူတွေစီကိုပြက်နှံ့မသွားအောင်ရောဘယ်လိုမျိုးထိန်းသိမ်းထားလဲရှင်ကျွန်တော်တို့ကရုံးစာတွေကိုစနစ်တကျတေးသေးချာချာလေးရိုက်ပြီးတော့ထက်ကထက်ကဆေးရပါတယ် ပြီးတော့တခြားသူတွေစီပြတ်မသွားအောင်လေလုံခြုံရေးကိုတင်းတင်းကြပ်ကြပ်နဲ့ကျွန်တော်တို့ထိမ့်သိမ့်ထားရလေရှိပါရခင်ဗျဟုတ်ကဲ့ဒီနောက်ဆုံးအနေနဲ့ပေါ့နော်အညာမှာရှိရဲ့မိဘပြည်သူတွေကိုရောပေါ့နော်ဒီနေရာအသီးသီးမှာရှိတဲ့သူတွေကိုရောညီမလေးနဲ့ဗာလီမြန်ပြောချင်တယ်ရှင်ဒီစစ်ကောင်စီကလုံမဲ့ပေါ့နော်ရွေးကောက်ပွဲကိုရောပြည်သူတွေသိရှိအောင်လို့ဗာလီမက်ဆေ့ပေးချင်တယ်ရှင်သောဆုံးအနေနဲ့အညာမှာရှိတဲ့မိဘပြည်သူတွေကိုရောပြည်တွင်းပြည်ပမှာရောက်နေကြတဲ့တော်လန်ပြည်သူတွေအားလုံးကိုရောကျွန်တော်အနေနဲ့ပြောချင်တာကတော့တော်လန်ရေးကာလာတခုကကြာခဲ့ပြီပေါ့နော် ျွန်တော်တို့ခက်ခဲတွေစိန်ခေါ်မှုတွေအလုံးလည်းကြုံတွေ့ခဲ့ရပြီးပြီပေါ့နော်ခုလည်းကြုံတွေ့နေရတော့မှာပဲအဲ့ဒီပုံမှာတော်လန်မိပါပြည်သူများအလုံးစိတ်ပြတ်မြည်ခွင့်မသားကြပဲနဲ့တက်နိုင်တဲ့ဘက်ကနေပြီးတော့မှကျွန်တော်တို့နဲ့အတူတူဆက်လက်ပြီးပါဝင်ပေးကြဖို့မေတ္တာရခံကြပါလေပြီးတော့လာမယ့်ခုစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာလည်းမပူပေါင်းကြပဲနဲ့သပိတ်မောက်ဖို့ရဲပြီးတော့ကိုပေးလိုက်တဲ့မဲနဲ့တရားဝင်လူသက်ခွင့်မပေးကြဖို့ကျွန်တော်တို့ သတင်းစကားပါရပါလေခင်ဗျဟုတ်ကဲ့အခုလို့တော်လန်ပုံကံပြူမီရောအမတ်စီစဉ်ကိုဖြည့်ဆို့ပေးရတော့ညီမကိုကျေးဇူးရတင်ပါတယ်ရှင့်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီဘက်မှာတော့လောက်ပါပဲဘေးတက်ချီတို့ရေနောက်ဘက်တွေမှာဘသူတွေက တော်လန်ပုံကံပြူမီရောအမတ်စီစဉ်ကို ပါဝင်သွားမလဲဆိုတာကို အပတ်စဉ်အင်္ဂါနေ့ညနေတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်